ရမ်ဆိုရက DPS ယာယီခလုံးကွင်းရုတ်သိမ်းတာကြောင့်မင်းဒီဆိုတာမှနေထိုင်သူမြန်မာနိုင်ငံသားတထောင်ကျော်အပေါ်ရိုက်ခတ်မှုရှိလာနိုင်ကြောင်းအမေရိကန်အလွတ်တော်အမတ် Betty McCollum ကပြောပါတယ်တနင်္ဂနွေလုံးအတိုင်းတာနဲ့တော့3600လောက်ရှိတာပါကျောင်းတက်ဖို့ရောက်လာကြသူတွေရှိသလို ပြည်ရင်းစစ်ဘေးကြောင့်ထွက်ပြေးလာသူတွေလည်းပါဝင်ပြီးတော့မိသားစုဝင်တွေဖမ်းဆီးခံရတာဒါမှမဟုတ်အသက်ခံရတာကြောင့်အခုလိုရောက်လာကြတယ်လို့နိုဝင်ဘာလကုန်ပိုင်းက NPR သတင်းဌာနကိုပြောကြားခဲ့ပါတယ်။မင်းနီဆိုတာပြည်နယ်မှာမြန်မာရွှေ့ပြောင်းဝင်ရောက်သူ2000လောက်နေထိုင်ပြီးအများစုကဒုက္ခသည်အစီအစဉ်နဲ့ရောက်လာတာပါ။ 2009ခုနှစ်အစောပိုင်းနဲ့နှစ်လယ်ပိုင်းမှာလည်းဒုက္ခသည်အစီအစဉ်နဲ့ရောက်လာသူအများပြားရှိပြီးအဲ့ဒီသူတွေကတော့ဒီမိုကရက်သမ္မတဂျိုးဘိုင်ဒန်လက်ထက်မှာရောက်လာတာမဟုတ်တာကြောင့် Trump ညွန်ကြားထားတဲ့အခုပြန်စီစစ်မဲ့ဒုက္ခသည်တွေတော့ပါဝင်မှာမဟုတ်ပါဘူး Congress မြန်မာရေးရအဖွဲ့ပူရဲဥဆောင်သူတဦးလည်းဖြစ်တဲ့ဒီမိုကရက်အလုပ်တော်အမတ်မက်ကောလမ်ကအမိမြေလုံခြုံရေးဝန်ကြီးခရစ်စတီနော့မ်အနေနဲ့ မြန်မာရွေးကောက်ပွဲဟာလွတ်လပ်ပြီးတော့တန်ရှင်းမြတ်တဲ့ရွေးကောက်ပွဲဖြစ်လိမ့်မယ်ဆိုတဲ့သတင်းမှာဘယ်ကနေရတယ်လဲဆိုတာသူစဉ်းစားလို့မရကြောင်း MPR သတင်းဌာနရဲ့အမေကိုဖြစ်ကြားပါရယ်မြန်မာစစ်အုပ်စုဟာလူမျိုးစုဝင်တော်တော်များများကိုမဲပေးလို့မရအောင်ဥပဒေထုတ်တားမြစ်ထားသလိုငြိမ်းချမ်းစွာဆန္ဒပြသူတွေကိုထောင်သွင်းချင်းချတာမျိုးနိုင်ငံတကာအစိုးရတွေလူခွင့်အဖွဲ့အစည်းတွေအသိပင်ဖြစ်ကြောင်းလဲသူကဆိုပါရယ် မြန်မာနိုင်ငံမှာအတူအီအောင်ရွေးကောက်ပွဲကျင်းပပြီးတော့စစ်အုပ်စုလိုလားတဲ့စစ်အုပ်စုနဲ့အစဉ်ပြေမဲ့သူတွေပဲအာဏာရဖို့ပြင်ဆင်နေချိန်မှာ TPS နဲ့နေထိုင်သူတွေသူတို့ဘေးရန်ကင်းစွာအိမ်ပြန်နိုင်တဲ့အချိန်အထိနေထိုင်ခွင့်ပြုပေးဖို့သူသဘောထားကိုလည်း McCollum ကပြောပါတယ် Congress ကမြန်မာရေးအဖွဲ့ဝင်တွေကိုလည်းဆက်သွယ်တိုက်ပင်ပြီးတော့အကူအညီပေးသွားနိုင်ဖို့လည်းသူကမျှော်လင့်နေတာပါကျွန်တော်ဆွေပါ